နောက်ဆုံးဘယ်လောက်ထိဆိုးလဲဆိုဆယ်ခါဟိုတိတ်တည်ဆိုလဲတော်တော်များရပါဘောနော်အဲ့ဒါမှဘယ်လောက်ထိဆိုးလဲဆိုအိတ်ကာလာကျွန်တော်ရိုက်တဲ့ကာလာတော့ဆိုညာဟိုလုံးဝမိုးမရွာဘူးမိုးမရွာပဲကာလာအဲ့ဒါကိုနောက်ဆုံးအနေနဲ့မိုးရဲ့ရွာချိုင်ဖြတ်ပလိုက်ဘောအဲ့ဒါနဲ့နောက်တရက်တက်ကူပါအဲ့ဒါရတော်တော်ဆိုးပါအာပြန်ကြည့်တဲ့အခါမှာကျတော့ဘယ်လိုပြောမလဲ။ရိုက်တုံးကလည်းအဲဒီကာရီယာနဲ့ပတ်သက်ပြီးတော့လေဟိုဟိုထိတ်လန့်နေရတာပေါ့နော်ထိတ်လန့်နေရတယ် ကြီးတော့လေတကယ်ထိတ်လန့်နေရတယ်ဗောနော်တကားလုံးပေါ့ကျွန်တော်ကျွန်တော်ပါတဲ့အပိုင်းမှမဟုတ်ပါဘူးတကားလုံးကလည်းအဲ့လိုမျိုးဟိုဘာဖြစ်မလဲဘာဖြစ်မလဲဆိုတော့စိတ်လေးနဲ့ဟိုအိုးအဆအနေအစုံလေးဆွဲခေါ်ပါတယ်ဆိုတော့အဲ့စိတ်လေးကရိုက်တုံးကလည်းခံစားရတယ်ကြီးတော့လေပြန်ခံစားရပါတယ်ဒါကတော့ကျွန်တော်ပြောမှဆိုလို့ရှင်ဒါအဲကျွန်တော်တို့ကအရန်ခတ်ပါတယ်ခတ်တယ်ဆိုတာလေအဲအခုလိုမျိုးရုံပေါ်ရောက်လာတယ်ကျွန်တော်တို့ဒီကားမှာပါဝင်တရုပ်ဆောင်ခွင့်ရရဲဆိုတာလေဒါပရိုဂျက်တွေကောင်းလို့ပါအဲသူတို့ဒီလိုမျိုးလူငယ်တွေနဲ့ လူငယ်တွေပေါ့နော်လူငယ်တွေဟိုပြိတ္တနဲ့ရင်းနှီးမှုမရှိသေးတဲ့ဟိုတယောက်ဆောင်တွေပေါ့နော်အစ်တတွေတော့မဟုတ်ဘူးအကုန်လုံးတော့ကြာနေပြီ90နှစ်အဲ့လိုမျိုးတက်တန်းရှိတဲ့သူတွေကြီးပဲဒါပေမဲ့ကျွန်တော်တို့တွေကပြိတ္တနဲ့ရင်းနှီးမှုတိတ်မရှိဘူးမရှိတော့ကျွန်တော်တို့ကစိမ့်နေသလိုဖြစ်နေမျက်နှာတက်လို့ဖြစ်နေတာပေါ့နော်အဲ့အတွက်ကကျွန်တော်တို့ဘက်မှာအခုလိုမျိုးယုံကြည်ပြီးတော့ပေါ့နော် budget တွေအများကြီး site ထုတ်ပေးပြီးတော့ဒီကောက်ကိုတကယ်ရိုက်ကူးပေးတဲ့အတွက်လည်း user တွေကိုကျွန်တော်တို့အရင်ကျေးဇူးတင်တယ်အဲ့ဒါကြောင့်လည်းကျွန်တော်တို့ဒီနေ့လိုဒီလိုအချိန်အခါမျိုးလေးကိုကျွန်တော်တို့ကြုံကြိုက်ခွင့်ရတာပေါ့နော် အာဘယ်လိုပေးခြင်းလဲဆိုတော့ကျွန်တော်ပြိသက်တွေကိုကျွန်တော်ဒီလူငယ်တွေလည်းဒီကားဆိုရင်လူငယ်တွေအများကြီးအကုန်လုံးစုပြီးတော့စူးစမ်းရတဲ့ကားလေးပေါ့နော်ဒီမှာဆိုတော့ကျွန်တော် တို့ကတော့ဟိုကွက်ကိုရေကုန်ရေကန်းနဲ့အဲ့ရိုက်ခဲ့တဲ့အချိန်တုန်းကအသိမှုတွေတက်မှုတွေနဲ့ရောအရှိသမျှအရာအလုံးအဲ့သွန်ဖာမောက်အကုန်ပေးထားပေးထားပြီးပေါ့နော်ကျွန်တော်ဒီကားလေးမှာဆိုတော့ကျွန်တော်ကတော့အာဖြစ်စေချင်တာတော့ကျွန်တော်ရဲ့ပြိသက်တွေကိုကျွန်တော်တို့ဒီကားယုံတင်ပြီဆိုတာနဲ့လာကြည့်ပြီးတော့မှအာ review လဲပေးရင်လည်းကိုယ့်ရဲ့နီးစပ်ရာမိတ်ဆွေတငယ်ချင်းတိုင်းဝိုင်းဒီပတ်ဝန်းကျင်ုံလဲပေါ့နော်အဲဒီယုံလာဒီယုံလဲလာပြီဒီပြန်ပြောကားလေးကိုကြည့်ဖို့တော့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ပေါ့နော်အများကြီးဒီထဲမှာဟိုပါတဲ့တိုးဆောင်နေအကောင်လုံးကလည်းဟိုအများကြီးကြိုးစားထားတယ်ပြောလို့ရှိရင်ကျွန်တော်ဒီကားဟိုဒါဆိုလို့ရှိရင်နောက်နောက်နောက်နှစ်လာစမ်းဆိုလို့ရှိရင်နှစ်နှစ်ပြည့်ပြီနော်နှစ်နှစ်ပြည့်ပြီဆိုတော့ကြားထဲမှာကျွန်တော်တို့ကဒီယုံတင်မှုအတွက်ကိုအမြဲတမ်းမျှော်လင့်နေရတာပေါ့နော်အမြဲတမ်းလဲယုံတင်မှုအတွက်ကိုဒီ producer တွေလည်းအမြဲတမ်းဟိုကြိုးစားနေရပေါ့နော် ါကတော့ဒီနေ့ကတော့ဒါကျွန်တော်တို့ညှော်လင်းတဲ့နေလေးရောက်လာပြီပေါ့နော်အဲ့အတွက်လည်းကျွန်တော်တို့တကယ်ကိုပြောပြတဲ့အောင်တကယ်ချင်းပုံပါပုံပါပဲကျွန်တော်ဆိုကိုရင်ကုန်တော်ကိုပြန်ကြားနေရသလိုဟုတ်ကဲ့ဒါကကျွန်တော်ရဲ့ပထမဆုံးယုံတင်ကားပေါ့နော်အဲဒီ movement လေးရဖို့အတွက်အချိန်9နှစ်လောက်ကြာနေပြီပေါ့ရှိတယ်ဒါကျွန်တော်အဲရှင်းမနောက် ever ပြီးတော့ဒါကျွန်တော်ရဲ့ဒုတိယမြောက်ကားပေါ့နော်6နှစ်လောက်တော့ကြာသွားပြီဟုတ်အာရင်ကုန်တန်ကတော့အတူတူပဲပေါ့အာပြောမှဆိုရင်တော့အတူတူပါပဲဘာကြောင့်လဲဆိုတော့ 6နှစ်လောက်ကြာသွားပြီဆိုတော့လေအခုကအစ်စ်လိုပဲလွန်ခဲ့6နှစ်တုန်းကလည်းအစ်စ်လိုပဲခံစားရတယ်အခုလည်းအစ်စ်လိုပဲပြန်ခံစားရတယ်ရေကုန်တန်ကြီးတော့တူတူပါပဲဘလိုတန်မျိုးကြားကျင်လဲဆိုတော့အဲအာပြန်ပြောရရင်ကြည့်ပြီးတော့ဒီဇလန်းတပုတ်တပုတ်ပြီးသွားတိုင်းပြီးသွားတိုင်းအာကျွစင်ကြီးတဲ့မှာတကယ်ဟိုဟိုပထမဇလန်းမှာဆိုလဲဒီလိုမျိုးဟိုမတူညီတဲ့ရေကုန်တန်တွေမျိုးပေါ့နော်၃ခုမျိုးကျွန်တော်ဇလန်း၃ခုလည်းဖြစ်တာဖြစ်တဲ့အတွက်အဲ့တော့ရေကုန်တန်လည်း၃မျိုး ရတာလဲ၃မျိုးသူတို့ခံစားနေခြင်းနဲ့သူတို့ဆီကလဲအဲ့လို feedback တွေပြန်လို့ခြင်းမှာဘယ်လိုတော့မျောလင်းတာပါအဲအဓိကတော့ဒီဟိုဝင်းပေါ့နော်ဝင်းကကျွန်တော်ရှေ့မှာဟိုရိုက်ခဲ့တဲ့ CV တွေကိုသွားဟိုအမြဲတမ်းဟိုကြည့်ပြတယ်ပေါ့နော်ကြည့်ပြီးပြီးတော့မှဒီကျွန်တော်ဒီပြမပြောကကားမှာကိုခိုင်မင်းဆိုတဲ့ character အနေနဲ့သူရွေးခဲ့တယ်ပေါ့နော်ရွေးခဲ့ရဆိုတဲ့အတွက်သူကျွန်တော်ရှေ့မှာတိကျဆောင်ခဲ့တဲ့ပုံစံမျိုးကိုပဲဒီ character နဲ့လိုက်တယ်ထင်ပြီးတော့သူရွေးရလို့လည်းကျွန်တော်ထင်ပါတယ်အဲ့အတွက်လည်း အဲကျွန်တော်တို့လည်းဟိုတကယ်ဟိုလိုက်ဖက်တဲ့ကာရက်တာတခုလိုလည်းမြင်မိပါတယ်ဗျာဟုတ်အာကျွန်တော်ကြတော့ကိုဝင်းရကတော့လူတမျိုးဗျာသူနဲ့ကျွန်တော်အလုပ်လုပ်ဝင်ဆိုရင်သူကမလုပ်ခင်မှာအဲ့လူတယောက်ရဲ့ဒီအရာအားလုံး night show ပြီးတော့တောက်လျှောက် stalking လိုက်တာပေါ့နော်ဆိုတော့အဲကျွန်တော်ပြောရင်သူသူရဆိုတဲ့ကာရက်တာကိုလည်းကျွန်တော်နဲ့အဲ့လိုဒီ plaza လို့ဘာလို့မှသူကြည့်ပြီးတော့အဲ့ character နဲ့နှီးဆက်ဆုံးသူမြင်ပြီးတော့မှအဲ့ဒါကိုသူမြင်တာလို့ကျွန်တော်ပဲလာခေါ်လို့ကျွန်တော်ထင်တယ် အာရှင်းရှင်းပြောရရင်တော့ဒီကားရိုက်တာကဟိုကျွန်တော်ပါတဲ့ဆင်းနေပေါ့နော်ဆင်းနေကအကုန်လုံးကတော့အကုန်လုံးခက်ခဲတယ်ခက်ခဲဆိုတာဘယ်လိုပြောမလဲအဲ့လိုမျိုးဒီကျွန်တော် dialogue အရင်အများကြီးမပါဘူးမပါဘဲနဲ့ဒီ emotion ပေါ့နော်စိတ်မှာခံစားနေရတဲ့အရာမျိုးနဲ့ဟိုဟိုပြတ်တရရတာတွေကများတယ်များတယ်ဆိုတော့အဲ့ဒါတကယ်တမ်းကျတော့ဟိုလောက်ရတာပူခတ်တယ်ပူခတ်တယ်ကျွန်တော်တို့လည်းအာရှင်းပြောရရင်တော့ဟိုဟို challenge အရင်ဖြစ်တယ် အဲပြီးတော့ဟိုနောက်တစ်ခုကဘာလဲဆိုတော့ဟိုညဘက်တွေရရတယ်ညဘက်တွေရရတာဆိုတော့မိုးလေးမောက်ရရတာရရတော့ကျွန်တော်အမတ်ရဆုံးကတော့ဒီညမနက်2နာရီပေါ့မနက်2နာရီရနေပြီးတော့မနက်4နာရီ5နာရီလောက်ထိကိုကျွန်တော်တောက်လျှောက်ပြေးနေရတာပြေးတဲ့ဆင်းရိုက်တာပြေးတဲ့ဆင်းရိုက်တာအဲ့ဒါအဲ့ဒါတော့အမတ်တရပဲညဘက်ကြီးပြေးရတာပဲမနက်စောစောကြီးပြေးရတာအဲလေးချိန်က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 ိုယ်မောက်လားကိုယ် အာကျွန်တော်ကတော့တကားလုံးနီးပါတော့အဲ့လိုမျိုးအမရကြတယ်ဒီထဲမှာမအဲ့လိုအဲခက်ခဲလာဆိုရင်အဲ့အစင်းရှိရပါတော့အဲ့တော့ကျွန်တော်တို့က one shot scene ပြအဲနည်းနည်းရှိရသူကလမ်းလျှောက်ရင်းနဲ့တောက်လျှောက်ကင်မရာကနောက်ကလိုက်ရပြီးအမအိတ်စင်းရလည်းရှိရဆိုအိတ်စင်းမှာဆိုရင်အဲ့လိုပြဿနာပေါင်း16လောက်တတ်တာတတ်တာတခုဝေးတခုအဲ့လိုနောက်ဆုံးဘယ်လောက်ထိဆိုးလဲဆိုဆယ်ခါဟိုတိတ်တွေဆိုလဲတော်တော်များရပါတော့အဲ့တော့မှဘယ်လောက်ထိဆိုးလဲဆိုအိတ်ကာလာကျွန်တော်ရဲ့တဲ့ကာလာတော့ဆိုဗျာဟိုလုံးဝမိုးမရွာဘူးမိုးမရွာပဲကာလာ အဲ့တော့နောက်ဆုံးအနေနဲ့မိုးရဲ့ရွာကြိုက်ဖြတ်လိုက်အဲ့ဒါနဲ့နောက်တရက်တက်ကူပါအဲ့ဒါရေတော်တော်ဆိုးပါဟုတ်ကဲ့အာကျွန်တော်တို့တင်ပြပြောရုပ်ရှင်ကားကြီးကလာမဲ့အဲနိုဝင်ဘာ9ရက်နေ့ဆိုလို့ရှိရင်ယုံနေပြတာပါပြီအဲ့တော့လာမဲ့တောက်ကြနေပေါ့နော်အဲ့တော့တောက်ကြစနေတနင်္ဂနွေကကျွန်တော်တို့အရင်ရေးကြည့်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဟိုယုံကားပြသတာဖြစ်ပါတယ်။ဖြစ်တဲ့ဆိုတဲ့အတွက်အဲဒီတောက်ကြစနေတနင်္ဂနွေမှာဒီယုံမှာဟိုဟိုကြီးတဲ့လူပေါ်မူတည်ပြီးတော့ကျွန်တော်တို့ရ ဆက်လက်ပြသခွင့်မပြမပြသခွင့်ဆိုတာဒါသူတို့ဆုံးဖြတ်မှာပေါ့နော်အဲ့ဒီတော့ဟိုတကယ်လာကြည့်ကြမယ်ကျွန်တော်တို့တကယ်အားပေးမယ်ဆိုလို့ရှိရင်အဲ့၃ရက်ကိုမဖြစ်မနေလာရောအားပေးဖို့အတွက်ကျွန်တော်ဒီနေရာနေဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာဟိုဒီအချိန်မှာတော့အဲ့လို quality ကားကောင်းတကားဖြစ်ဖို့ကအဲဖြစ်ဖို့ကိုပေါ့နော်ကျွန်တော်တို့ဒီလိုလဲအခွင့်အရေးပေးထားတယ်ဇေယျ producer လည်းရှိနေတော့ကျွန်တော်လည်းဒီမှာအစွမ်းကုန်သေးချာရေကုန်ရေကန်နဲ့စူးစမ်းလာကြတယ်လူငယ်စုပြီးတော့ အဲ့တော့ဒီလိုကောင်းကောင်းတကားရဖို့အတွက်ဆိုတာဒီလိုတိတ်တော့မလွယ်ဘူးပေါ့နော်အဲ့တော့အခုအချိန်မှာကျွန်တော်တို့ဒီမှာလည်းအခွင့်အရေးလေးရလာတယ်ရလာတဲ့အချိန်မှာလည်းအာကျွန်တော်ဒီကားလေးကိုဘယ်လိုတစ်ပတ်တည်းမကပေါ့နော်နှစ်ပတ်သုံးပတ်ဇက်တိုက်လေးကျွန်တော်မြင်ကြပါတယ်အဲ့တော့ကျွန်တော်တို့ဘယ်လို support ပေးတဲ့အနေနဲ့ရောကျွန်တော်တို့အားပေးချင်တာအနေနဲ့ရောကောင်းချီးဆိုခြင်းဝေဖန်တာအနေနဲ့ရောဒီကားလေးကိုကြည့်ပြီးတော့ကြည့်ပြရနဲ့ဘေးကမိမိရဲ့ပတ်ဝန်းကျင်ကလူတွေကိုလည်းငွေချင်းတွေကိုလည်းဖိတ်ခေါ်ပေးကြပါဦးလို့ဒီကားလေးကြည့်ဖို့ကျေးဇူးပါ thank you